မကြခင်မှာကျင်းပမဲ့ရွှေကပွဲအတွက်မဲဆွယ်စီရုံရီပွဲတွေမှာမဖြစ်မနေပါဝင်နေရတဲ့အမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတနားညတာနေစရာ မလိုကြောင်းပြပြတသားပြောလာခဲ့တဲ့ဆိုတော်လင်းနဲ့ မင်္ဂလာပါပရိသတ်ကြီးရှင်ဒီဇင်ဘာညဆိုတဲ့သတင်းလေးနဲ့ပရိသတ်တွေလက်ခံအားပေးခဲ့ရတဲ့ဆိုတော်လင်းလင်းကတော့2021ခုနှစ်စစ်တပ်အာဏာသိမ်းတဲ့ကာလကလေးကဆန္ဒပြပွဲတွေမှာအတက်တရောပါဝင်ခဲ့သလိုနောက်ပိုင်းမှာဆိုရင်လည်းခံဝန်ကတိထိုးတာမျိုးတွေမလုပ်ပဲလူမျိုးနယ်မျိုးကိုရှောင်တိန်ခဲ့ပြီးအခုဆိုရင်တော့အနောက်နိုင်ငံတခုမှမိသားစုနဲ့အတူခိုလုံနေထိုင်နေတာပဲဖြစ်ပါတယ် ဆိုတော့လင်းနဲ့ဟာဒီနေ့ဒီချိန်ရက်ထီလေတော်လန်ရဲ့အတွက်ထားဖို့တယောက်အနေနဲ့ရက်တီနေစေဖြစ်ပြီးသူ့ရဲ့ခိုင်မာတဲ့ရက်တီချက်တွေကိုမပြောင်းမလဲရှိနေစေပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့နိုင်ငံကျော်အဆိုတော်တွေကရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ဆောင်းပုတ်ဆိုင်းပုတ်တွေကိုကင်ဆောင်ပြီးစိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေမဲဆွဲစီယုံရေးမှာပါဝင်နေရတဲ့အပေါ်အမြင်မတူသူတယောက်ချင်းစီရဲ့အတွေ့တွေပေါ်ပေါက်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့မြန်မာနိုင်ငံမှာကြန့်ရှိနေကြတဲ့တရုတ်ဆောင်အဆိုတော်နှုပညာရှင်တတော်များများဟာရွှေကပွဲအတွက်မဲဆွယ်စည်းရုံးရေးတွေမှာမပါမဖြစ်ပါဝင်နေရလာလဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့ဘိုင်းကော့လုပ်ကြဖို့ပြောနေကြပေမဲ့လည်းဖိအားပေးခံရတဲ့နှုပညာရှင်တွေအပေါ်တက်ညာပေးဖို့လည်းပြောဆိုနေတဲ့သူတွေရှိလာခဲ့တာဖြစ်ပါတယ်။ ါပေမဲ့ငကိုကလေးကကိုကျိုးကိုမစွန်နိုင်လို့ပြည်တွင်းမှာကြံခဲ့ကြတဲ့သူတွေအနေနဲ့အခုလိုဖိနှိပ်ခံရတာဟာဓမ္မတာပဲဖြစ်ကြောင်းအဆိုတော်လင်းနစ်ကအခုလိုပြောပြလာခဲ့ပါတယ်။အဆိုတော်လင်းနစ်ကလေးကေကောမှာရှိနေတဲ့ကလေးကဒီလိုနေတွေအကြောင်းကိုကြိုပြောပြခဲ့တယ်။သူများတွေခံဝင်ထိုးနေကြပြီကျွန်တော်တို့ရောဘလို့လောက်ကြမလဲဆိုပြီးဂီတာမိတ်ဆွေတယောက်ကဖုန်းဆက်လာတယ်ကျွန်တော်ကတော့အဲ့ဒီတုန်းကလေးကအကျိုးပြောခဲ့တယ် အခုနေခဝင်ထိုးပြီးပြန်နေလိုက်ရင်နောက်တစ်ချိန်သူတို့ရဲ့ဝါရဖြန့်ချီရေးအတွက်ကျွန်တော်တို့ကိုပြန်အတုံးချလိမ့်မယ်လို့ကျွန်တော်မထိုးနိုင်ဘူးရှေ့ပဲဆက်သွားမယ်လို့ဖြစ်လာကြုံလာမဲ့ဒုက္ခတွေကို မသိလို့ထွက်လာခဲ့တာမဟုတ်ဘူးမသွားချင်ဘူးဆိုတဲ့စကားကိုအကျင်ရာနဲ့ချီတဖော့ဖော့ပြောနေရင်းနဲ့ပဲထွက်လာခဲ့ရတာကိုယ့်ရဲ့အမျက်နှိုးဆုံးဂီတသမားဂီတနဲ့အတံမွေးရတဲ့ဘဝကိုစွန့်ခဲ့ရတာ ကိုရိုင်းအရန်မချမ်းသာပေမယ့်ပိုင်ဆိုင်မှုအများစုကိုလည်းမထွက်လာခင်တခါတည်းအကုန်ကူပစ်ခဲ့တာဒါပေမဲ့နောင်တရလားတန်ရလားလို့မေးရင်ဒီနေ့ဒီချိန်မှာရှက်ရွံ့သိငယ်စိတ်တွေနဲ့အကြောက်တရားကိုမလွန်ဆန်နိုင်လို့အာနာရှင်အလိုကျအသုံးတော်ခံနေရတဲ့ပြည်တွင်းကနှုပညာရှင်တွေကိုကြည်ရင်တန်မာတယ်လို့ပဲကြည်ကြည်နက်နက်ကြီးပြောပြရစီ ကိုဘဝနဲ့ကိုရွေးချယ်မှုလို့ဆိုပေမဲ့ကျွန်တော်တို့လူနည်းပညာသမားတွေအနေနဲ့ကိုရဲ့ရွေးချယ်မှုဟာကိုယ်တိုင်အပြင်ကိုကိုချစ်ခင်အားပေးခဲ့ရတဲ့ပရိသတ်တွေအတွက်ပါတက်ရောက်နိုင်တာမို့ညံနဲ့ရှင်ပြီးရွေးချယ်ခဲ့တင်တာမဟုတ်လား။ဒါပေမဲ့လည်းဒီလိုတွေဖြစ်လာမယ်ဆိုတာရိုးရိုးလေးတွေးရင်တော့သိနိုင်တဲ့အခြေအနေမျိုးမှာအောင်မြင်မှုနဲ့ချမ်းသာကြွယ်ဝမှုကိုဦးစားပေးရွေးချယ်ခဲ့ကြပြီးပြီပဲ။အခုမှပြည်တွင်းမှာမှကြောက်ရလို့သူတို့ခိုင်းသမျှလုပ်ရပါတယ်ဆိုတာမျိုးကလွယ်လွန်းတဲ့အစဉ်ကြေးတွေပါ။ ပြည်သူကအပြစ်ပေးရင်လည်းခံလိုက်ကြတော့ပေါ့ဒီလိုပြောရရှိရတာလဲချက်ချင်းမုံချင်းအလင်းမရှိတော့သလိုကိုရီးကိုရာလည်းမပါဝင်ပါခင်ဗျာအခုကျွန်တော်ပြနေတဲ့ပုံလေးကတော့82နှစ်ရည်ချင်းမိပြီလို့နောက်တနေ့ရန်ကုန်လဲထဲမှာပထမဦးဆုံးဆန္ဒပြတဲ့နေ့ကပုံလေးပါဆိုပြီးတော့အစိုးရလင်းနေကပြောပြထားတာလည်းဖြစ်ပါတယ်